ကဒီနှစ်ကိုမွေးနေ့ကိုကျွန်တော်ဘာလုပ်မလဲဆိုတာမေးရမသိဘူးမသိတော့ဟိုနေ့ကမှသူ့ကိုပြောလိုက်တာသူတော်တော်ဝမ်းသာသွားတယ်အဲ့ဒါအကောင်းဆုံးပဲဟုတ်ဟုတ်ကျမတို့ကကြည့်ကိုလည်းလူချင်းတယ်နော်။ဟုတ်ကဲ့။ဒါလေးနဲ့မွေးနေ့နဲ့တိုက်ဆိုင်သွားတာအဲ့လိုလည်းလူရောမေရပီတိတွေပြောင်းနေတာပျော်သွားတာပေါ့။အော်ပြောရမှာလားအသက်ကိုပြောရမှာလား။ဘောမေရလေ။မွေးနေ့တဲ့ဒါလေးအောင်မြင်ပါစေ။ โอเคအဲသူတော်ကောင်းနဲ့တွေ့ပါစီโอเคအမေကိုလည်းဒီရက်မကတိကျပြီးတော့အမေစကားနားထောင်ပါစီโอเคနောက်ဆုံးကျငိုချပလိုက်တယ်လေငိုချပလိုက်တယ်ဘာဖြစ်လို့လဲပင်မနေပြီသူတို့ပြောတဲ့ညလည်းကျွန်တော်ကမရအောင်မရတော့ကျွန်တော်ကိုယ်ကျောအားမရအားမရနောက်ဆုံးနောက်ဆုံးခန်းလဲတကယ်ငိုချပလိုက်တယ်ကျွန်တော်အလုံးဝနေရစင်းနေငိုချပလိုက်တယ် မွေးနေ့ဒီနေ့ကကျွန်တော်ကဒီဟိုရှိုးဘေးပဲလဲဒီနေ့မလုပ်တော့လို့ဆုံးဖြတ်လိုက်တယ်လေအာမနေ့ကတော့ကျွန်တော်ဒီဟို live show လေးပေါ့နော်ကျွန်တော်ရဲ့သင်းလေးတွေကျွန်တော်ဒီ amplify version လေးပြန်ဆိုပြီးတော့ကျွန်တော်မနေ့ကတော့အဲကျွန်တော်မွေးနေ့ကိုကျွန်တော်ချစ်တဲ့ခင်တဲ့လူတွေနဲ့ဖြတ်သန်းခဲ့တယ်ပေါ့နော်အော်ဒီနေ့ကျတော့ဟိုဟိုဒီနေ့ကျတော့ကျွန်တော်ကဒီဒီဆေးရုံတွေမှာပဲလှူမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဟုတ်ဟုတ်အဲ့သူကဆေးရုံမှာတဲ့မင်းကြီးကလူမျိုးဆိုဟန်တာဝါလည်းပြောတယ်အဲ့ဒီပြောတဲ့ကလည်း အဲ့ဒါဒီဆေးုံနေစုံညာတော့ဒီဆေးုံရတယ်ဒီဆေးုံမှာပြပြလေလူဘဝတိကလူချင်းနေတာပဲအဲ့နဲ့ဘာလို့ရောင်းမန်းတာတာပဲတားရဲ့လို့မျိုးလို့ဆေးုံမှာလူရဲ့ချင်းလို့သူများလူကြာချင်းကိုလည်းလူချင်းနေလေဟုတ်ကဲ့ဒါလေးနဲ့မွေးနေ့နဲ့တိုက်ဆိုင်သွားတာအဲ့လိုလည်းလူရောမေရပီတိတွေပြောင်းနေတာပျော်သွားတာပေါ့အာဟုတ်တယ်တမေဟိုမင်းကမသိဘူးအော်မင်းကဒီနှစ်ကိုမွေးနေ့ကိုကျွန်တော်ဘာလုပ်မလဲဆိုတာမေးရမသိဘူးမသိတော့ခုနေ့ကမှသူ့ကိုပြောလိုက်တာသူတော်တော်ဝမ်းသာသွားတယ်အဲ့ဒါအကောင်းဆုံးပဲဟုတ်ဟုတ် ကျွန်တော်တို့ဒီဆင်းရုံမှာရှိတဲ့အားလုံးလူနာတွေရောအကုန်လုံးကိုကျွန်တော်ဒီစတုတီတာအနေနဲ့ပေါ့နော်ဟိုနေ့လယ်စာကြွေးမှာပေါ့စက်တာဟင်းနဲ့ထမင်းနဲ့ပေါ့ဟုတ်ဟုတ်အော်အလူနဲ့ဖြတ်တန်းတာပို့ပြီးတော့ပျော်တယ်အလူနဲ့ဖြတ်တန်းတာပို့ပြီးပျော်ပျော်ပါတယ်ဟုတ်ဟုတ်အော် ပြောရမှာလားအသက်ကိုပြောရမှာလားဘုန်းကြီးပြေးလာဘုန်းကြီးပြေးလာဘုန်းမေးရတယ်ဘုန်းတို့တဲ့ကားလေးအောင်မြင်ပါစေโอเคအဲသူတော်ကောင်းနဲ့တွေ့ပါစေโอเค အမေကိုလည်းဒီတက်မကတူးတက်ပြီးတော့အမေစကားနားထောင်ပါစေဟုတ်ကဲ့နားတော့နားထောင်ပဲအော်နားထောင်တော့မသိနာမထောင်ဘူးတာပြေမဟုတ်အော်တာပြေဆိုးခြင်းလို့ခရတယ်မင်းမင်းကအမေစကားလေးနားထောင်ဒီတက်မကနားထောင်ပါအမေရောချစ်တယ်။အဲယောက်ျားလေးကြောင့်တခါတလေကြတော့လေဟိုဟာဖြစ်တာပေါ့နော်။အစိုးရိုးလေးတွေရှိတာပေါ့။အမေရကလည်းလိုက်ပြီးတော့ဒိတ်မှတ်ပြရတာပေါ့ဒါလေး။ လိုဖြစ်ဘလိုဒါကိုဖြစ်ခြင်းနဲ့ပုံစံပေါ့နော်ဒါအခုကတော့သူကအသက်ရွယ်ရလားပါလားတော်တော်လေးကိုရင့်လည်ရင့်ကျက်သွားပြီနေသွားပြီပေါ့အဲအမေစိတ်ဆိုးလို့စုလည်းပြန်မပြောဘူးအဲဒါကြောင့်မေရူကလည်းပါညာလည်းပြန်ပြောတယ်ပြန်မပြောဘူးနားလည်းမထောင်ဘူးမပြောချင်တာဟုတ်ပါဘူးနားလည်းမပြောတော့ဘူးမေတော်လိုက်ငါတော့သားပြတယ်နော်ငြိမ်းလာပြီတော်ရီတော့မှသူလှုပ်ချင်တာလှုပ် အဲယူရိုမှာဆိုရင်90ပြီးမှစရတယ်ဒါကဒီမှာ40ပြီးမှစမှာတော့ဒါဘဝတော့မစသေးပါဘူးအစ်စနီယာဟုတ်နည်းနည်းလိုပါသေးတယ်အာဒီဒီဒီအချိန်ကဟိုသူများတော့တော့မသိဘူးကျွန်တော်တော့ကကျွန်တော်ကကြတော့ဘယ်လိုလဲဆိုတော့ပြန်လဲမငယ်ချင်တော့ဘူးကျွန်တော်အတိတ်တွေအကုန်လုံးလဲမေ့ပလိုက်ပြန်လဲမငယ်ချင်တော့ဘူးဒါပေမဲ့အဲ ကြည့်လည်းမရှိရှင်တော့ဘူးဒီနေရာလေးမှာပဲဒီဒီဒီလေးနဲ့ရက်တန့်ခြင်းနေဟုတ်ဟုတ်ဟောရှိပါတယ်ကျွန်တော်ဟိုအရှင်နေရာလေးအဲ့လိုမျိုးလေးအာရှိခဲ့ပါတယ်ဒါမှလည်းဟိုအဲဟိုဘာပေါ့ဟိုဘယ်လိုပြောမလဲအရင်နေရာဖြစ်ရှင်တာပေါ့နော်ကိုမောင်ကိုကိုလမ်းကြောင်းလေးနဲ့ကိုမောင်ကိုတီးကြီးနဲ့ဖြစ်ခဲ့တာပါဒါမှလည်းဘာသူပြမှုမှာကိုကိုမောင်ကို မပြောတော့ပါဘူးဗျာအဲ့ဒါတွေထားလိုက်ပါတော့အဲ့အဲ့အဲ့လမ်းကြောင်းဖယ်လိုက်ပါတော့အခုရှစ်ဆက်လျှောက်ပြီးရှင်းပြီးဆက်လျှောက်လို့ဟုတ်ကဲ့တော့ကောင်းကောင်းမှုပဲဟုတ်ဟုတ်ဟုတ်ကောင်းအောင်ပဲလှုပ်သွားမယ်ကောင်းအောင်ဟုတ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 ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဖြစ်ချင်တာတွေကျွန်တော်မလုပ်ရသေးတာတွေဖြစ်တင်တာတွေအများကြီးရှိပါသေးတယ်အဲ့အတွက်ကျွန်တော်ကဟိုအများကြီးစူးစမ်းစူးစမ်းအောင်မယ်လေအဲ့တော့ကျွန်တော်ပြည်သက်တွေအတွက်လည်းကျွန်တော်ဟိုတချင်းတွေကဟိုကျွန်တော်အများကြီးမဆိုခဲ့ဘူးလေဒါပေမဲ့အခု အာတချင်းနေကျွန်တော်အခုပြန်ပြန်ပြီးတော့စိုးနေပြီပေါ့နော်အာအရှိန်လေးပြန်ရနေပြီပြောရရင်အရှိန်အရှိန်လေးပြန်ရနေပြီအာကျွန်တော်ဒီ MTV ဆိုလို့ရှိရင်လည်းကျွန်တော်အရင်တုန်းကတချင်းနေတာရှိတာဟို MTV ကျွန်တော်ကျွန်တော်အဲ့လိုမျိုးမရိုက်ခဲ့ရအောင်မရိုက်ခဲ့ရအောင်တော်တော်ထက်ထက်ဝင်ဝင်ကိုအဲ့လိုမျိုးမင်းသားနဲ့မင်းသမီးအဲ့အဲ့လိုမျိုးဖတ်တာတော့ကြည်နူးတာတော့ချစ်တာတော့ကြိုက်တာတော့ငိုတာတော့လေကိုကဝါသနာပဲပါတာဒါပေမဲ့အရင်တုန်းကအဲ့လိုအခွင့်အရေးလုံးဝမရှိခဲ့ဘူး ော်တချင်းနေဆိုမယ်ရှိုးဘွဲကြီးဆိုမယ်ဒါတွေနဲ့ပဲဒီဒီဒီဘက် MTV ဘက်ကိုတိတ်ပြီးတော့ကျွန်တော်မသွားဖြစ်ဘူးအအခုအချိန်ကြတော့မှအဲ MTV ရိုက်ရတဲ့အချိန်ကြတော့မှအဲ့ကြတော့မှကိုယ့်ရဲ့အားနဲ့တည်းကိုတည်တယ်ဝါနာတော့ပါခဲ့တယ်ဖြစ်တော့ဖြစ်ချင်းခဲ့တယ်ဒါပေမဲ့ဟိုဟိုကိုယ့်ရဲ့အားနဲ့ချက်ကအာအများကြီးပဲတကယ်ဒီတရုတ်ဆောင်တဲ့ဘိုင်းမှာလည်းသူ့ပြင်ကြတဲ့သူရှိတယ်ဆိုတာတကယ်မှန်တယ်တကယ်အများကြီးပဲတကယ်တည်သွားတယ်တကယ်အာကျွန်တော်တော်တော်လေးကိုတတော်ကိုကျိုးကျိုးဆဆနဲ့တတော်ကိုဒီတချင်းလေးတပုတ်ကိုအခုအဲ့ဒီတချင်းလေးကမကြခင်ထွက်တော်မှာဗောနော် အော်မင်းသမီးကလည်းတကယ်တကယ်ဝိုင်းမင်းသမီးနဲ့ဆိုရဲခါကြတော့လေနော်ဟိုနည်းလေးပေါ့နော် तू ကတော့ကျွန်တော်တို့ဟိုတွဲခေါ်ပါတယ်တွဲခေါ်ပါတူတူ तू ကတော့အရန်ဟိုတော်တော်ပါတယ်အာကျွန်တော်ကဟိုဟိုအကျင့်သားမရသေးတာပေါ့နော်နှစ်နှစ်ဒီအများကြီးကြာနေပြီဆိုတော့အခုမှပြန်ရဲရဲခါကြတော့အခက်ခဲလေးတော့ရှိပါတယ်အော်ဒါပေမဲ့ဒီဒီ MV လေးလဲဟိုထွက်လာလို့ရှိလို့ရှိရင်လဲဟိုဟိုပြည့်တဲ့ဒီဟိုဝေဖန်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဟုတ် လောက်ရမလဲဘူးဟာဘယ်လိုငိုရတရုတ်မဆောင်ကြည့်ရတာဟုတ်ကဲ့အမျိုးကြည့်နေတာဘယ်လိုလဲဒင်းတရဒါတင်းတင်းနောက်ဆုံးကြတော့ဘောကပြစ်သွားတာပေါ့အစီပြွားပါတယ်ဘူးတင်းတဲ့တိုင်းပဲပြစ်သွားတာပေါ့မလီတော့အဲ့တော့မှတော်ရည်ရပါတင်းဖို့ရရတာမလွယ်ဘူးမဟုတ်ကဲ့အရင်မင်ပန်းတော့ဟုတ်ကဲ့ကြည့်တယ်လူရောသူတရုတ်ဆောင်ရတာရောအဲ့နောက်ဆုံးကြတော့အစီပြွားပါတယ်နောက်ဆုံးကြငိုချပလိုက်တယ်လေ ငိုချမလိုက်တယ်ဘာဖြစ်လို့လဲပင်မနေပြီသူတို့ပြောတဲ့ညလည်းကျွန်တော်ကမရအောင်မရတော့ကျွန်တော်ကကျွန်တော်အားမရအားမရနောက်ဆုံးနောက်ဆုံးခန်းလဲတကယ်ငိုချပလိုက်တယ်ကျွန်တော်အားလုံးဝငိတ်ရစင်းနဲ့ငိုချပလိုက်တယ်ကျွန်တော်ရဲ့ဟိုမွေးနေ့ပွဲလေးကိုကျွန်တော်ဒီဟိုနားနှာခေါင်းလေချောင်းပေါ့နော်နားနှာခေါင်းလေချောင်းဆေးရုံမှာအာကျွန်တော်လူအယောက်ဟိုဟာ200ဆောက်ကျွန်တော်ဒီစတုကြည်တာပေါ့နော်ဟိုစက်တာဟင်းနဲ့ထမင်းကျွေးမှာဖြစ်ပါတယ်လှူဒန်းမှာဖြစ်ပါတယ်ဟုတ် ဟုတ်ကဲ့ခင်ဗျာအချင်းရပြည်သက်ကြီးအားလုံးအာနောက်နှစ်ဒီမှာလည်းပြန်တွေ့ကြပါရနော်အခုလည်းပြန်တွေ့ကြပါရဒီတချင်းနေအများကြီးလဲဆိုပါဦးမယ်အားလုံးလည်းအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်